ဒါမှတကယ်တော့ဂိတ်ထဲဝင်သွားတာကပြစ်ထက်လိုက်တဲ့သူပဲဖြစ်ပြီးရှောင်းရှုံးကဂိတ်ထဲပြစ်ထက်ခံလာရတဲ့အခါအခုညီတောင်းနေပြီသူရဲ့ဒေဟူကရုတ်တရက်အသက်ဝင်လာကခိုးတယောက်ကိုဝင်တိုက်လိုက်တာကြောင့်ဂိတ်ထဲဝင်သွားတာဖြစ်ပါတယ်ရှောင်းရှုံးကလည်းပြမခိုင်းနဲ့မဝင်လိုက်ရတာကြောင့်ခွန်းတာနေပြီသူတို့တွေကရလာတဲ့ငွေကိုရေတွက်ကြည့်နေပါတယ်သူတို့ကငွေနှထောင်ကျော်ရှိတော့ကိုတီးလိုက်ရတဲ့အခါလူချင်းနာဝယ်လို့ရတာကြောင့်ခွန်းတာနေပါတယ်ရုတ်တရက်လီကရှောင်းရှုံးကိုခေါ်လိုက်ပြီးနန်းနာတိန်တော်ပြမခိုင်းနဲ့ထည့်လိုက်တာကိုရှင်းပြနေကအတွင်းစိတ်ကိုမလေးကျင့်မဲ့အပြင်းကြီးရင်ရွာကိုပြန်ပို့ပေးမှကိုရှင်းရှောင်းလိုက်ပါတယ်ရှောင်းရှုံးကလည်းညီးနေပြီးဟော်ရင်ဖေးကသူ့ကိုလာကြိုးပြီးပြမခိုင်းနီးပြီး ညာနဲ့တယံဇာတာတွေကပျက်စီးထဲတဲ့အိတ်ထဲမှာရှိတာကိုရှင်းပြပြီးရှောင်းရှောင်းကပြင်မကိုင်းမှာဆေးပညာတော်တင်တယောက်ဖြစ်လာတာကြောင့်အကျဉ်းအဝတ်နဲ့အပြုမှုတွေဂယုစိုက်ဖို့နဲ့စ조사ဖို့မှာနေပါတယ်ရှောင်းရှောင်းကလည်းဆေးပညာနဲ့ပတ်သက်ပြီးဆက်စွကြည့်နေကဟောင်ယုဖေကသူတို့နန္တာတိန်တော်ပြင်မကိုင်းကစေတသစင်နာမှာကျွင့်ညင်သူတွေဖြစ်ပြီးတောင်စိန်ကဒါနဲ့ပတ်သက်ပြီးခရမ်းတောင်တွေကဝိညာဉ်နဲ့ပတ်သက်တာကိုရှင်းပြနေကကျန်တဲ့တောင်ရဲ့ခေါင်းဆောင်တွေကသူတို့ခိုင်းကိုဂုဏ်ယူနေကြပါမယ်လီနဲ့ရှင်လို့မရတာကိုပြောနေကြပါတယ်ရှောင်းရှောင်းကတော့အသက်ရှင်စီလုံးနေနဲ့ပတ်သက်ပြီးမင်းနေပါမယ်ဟောင်ယုဖေကရှောင်းရှောင်းအနေနဲ့နောက်ထပ်စင်တက်ရရင်တနည်းလောက်ပဲအသက်တိုးပြီး ေးတဲ့အသက်ရှင်စေလေးကိုစိတ်ဝင်စားတော့မှာကိုပြောပြပြီနန္တာတောင်ထဲရဲ့ကျန်းနေဆူထားတဲ့စာကြည့်တိုက်ကိုခေါ်သွားပေးလိုက်ပါချောင်ချွမ်းကလည်းကျန်းလေးကိုဖတ်ကြည့်တဲ့အခါစေတက်စင်နာနဲ့ပတ်သက်ပြီးမတွေ့တာကြောင့်မေ့ကြည့်နေကဟာယွန်ဖေးကလည်းချောင်ချွမ်းကအခုမှတပည့်အစ်စ်မဲရှိသေးတာကြောင့်အပင်နဲ့မော်တိတ်ဆန်အကြောင်းစာအုပ်ဆက်အုပ်ကြည့်ပြီးဆယ်ကူးမြောက်ကြောက်တိုင်ဆောင်မှုပဲအောင်မှာနောက်တစ်ဆင့်တက်လို့ရမှာကိုရှင်းပြနေပါချောင်ချွမ်းကစာကြည့်တဲ့နေ့မှာရှိတဲ့စာအုပ်အကုန်လုံးကိုလိုက်ကြည့်နေပြီစာကြည့်တိုက်မှုကရင်းနှီးရန်စာအုပ်ရှာမရတာကြောင့်စိတ်ညစ်နေတော့ချောင်ချွမ်းကစာအုပ်ရှိတဲ့နေရာကိုပြပြလိုက်ပါကျန်တဲ့သူတွေကပါလာမင်းနေကြပြီချောင်ချွမ်းကလည်းပြပြနေကဟာယွန်ဖေးကတော့ချောင်ချွမ်းက ုအောင်လာနေပါတယ်။ရှောင်းရှန်းကလည်းသူကစာအုပ်တော့ငှားလိုက်ပြီးစာကြည့်တိုက်မှုအဖိုးကြီးကတော့ရှောင်းရှန်းလေ့ကျင့်မယ်။ထာဝရအသက်ရှင်ကြီးကလေ့ကျင့်မှုခတ်ပြီးခံရတဲ့နာကျင်မှုကလည်းအယိုးပေါက်တဲ့အထိပြင်းလာကြောင်းသတိပေးနေပေမယ့်ရှောင်းရှန်းကတော့မကြောက်ပါဘူး။ရှောင်းရှန်းကတောထဲမှာစေးဘဝင်ရွက်တဲ့အကြောင်းလေ့လာနေတော့ရှောင်းရှန်းကြောင့်ပြင်မကိုင်းနဲ့ဝင်လာရတဲ့ရှက်ဖိနဲ့တွေ့ပြီးရှာနေရကြောင်းရှောင်းရှန်းလည်းခွေပြုတ်ဝက်ပြေးပြေးနေရပါတယ်။တက်ဖတ်မှာတော့ဆယ်ကုမြောက်ကြောက်တိုင်ဆောင်မှုဘွဲကစနေပြီးရှောင်းရှန်းကလည်းမတိလိုက်ပဲဆောင်ဘဲဝင်ပေါက်တဲ့ဝင်သွားလိုက်ပါတယ်။ရှောင်းရှန်းကရှက်ဖိကသူ့ကိုစောင့်နေလောက်တာကြောင့်အပြင်းထွက်ပဲဆောင်ဘဲဖြစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆောင်ဘဲအတွက်ရှောင်းရှန်းကသူ့ကိုယ်သူက ိုစားပြုတဲ့အမှတ်သားဆွဲလိုက်ပြီးဆောင်းဝဲစီကန်ကတစားစီဖြစ်နေတဲ့အရွက်တွေကိုပြန်ဆက်ရမှာပဲဖြစ်ပြီးအမွေးတိုင်းမီးမသိခင်ရသလာလောရမှာကိုရှင်းပြနေကတေချာစီထားတဲ့အရွက်တွေကိုရေတွက်ထားမှကိုပြောပါတယ်ချောင်းချွမ်းကလည်းအခက်အခဲမရှိပဲဆောင်းဝဲဖြစ်နေပြီးကြာလာတဲ့အခါတဖြည်းဖြည်းနဲ့မောပန်လာပါတယ်တခါမှတော့ဆောင်းရှင်းစီကဆောင်းဝဲဖြစ်နေပြီးချောင်းချွမ်းအပြင်ထွက်လာတဲ့အခါဟောင်းချောင်းမေကလည်းဆောင်းချောင်းစီဆောင်းဝဲဖြစ်တာကိုလာကြည့်တာလာလို့မြင်နေပါတယ်ဆောင်းရှင်းစီကကြောက်တိုင်း၉ခုလုံးမှာပထမရလာပြီးအခုတခါ၁၀ခုမြောက်ကြောက်တိုင်းဖြစ်နေတာကိုဟောင်းယွန်းဖေးစီကသိလာပြီးချောင်းချွမ်းကတော့သူကပထမရရင်ဘလို့ဖြစ်မလဲဆိုတာစိတ်ကူးရင်နေပါတယ်အမ က်ကြင်ညာတဲ့အခါပေါ်လာတဲ့အမှတ်အသားကလေးဖြစ်နေကြအောင်ဆောင်ရှင်းရှိကပထမမြားလို့အကုန်လုံးကလည်းလျှော့ရနေပါတယ်။ရှောင်းရှောင်းကသူဆွဲထားတဲ့လေးအမှတ်အသားကိုကိုယ်ယူနေပေမဲ့ကျန်တဲ့သူတွေကတော့လေးအမှတ်အသားကိုအဆုပ်လုပ်တင်လာပြီးပထမနေရာလူတဲ့သူကအသေးတက်ဖို့လုပ်နေကြအောင်ရှောင်းရှောင်းလည်းပထမရတဲ့သူကသူဖြစ်တဲ့အကြောင်းကိုမပြောဘဲနေလိုက်ပါတယ်။ဒီကြားတဲ့တရားစီမံရေးကကြောက်ရွံ့ထားခြင်းကရောက်လာပြီးဘာမှမသိပဲဆောင်ရှင်းရှိကိုလာကုန်ပြုပေးနေပါတယ်။ဆောင်ရှင်းရှိကလည်းဆောင်ဝဲထပ်ပြင်နေပြီးအရွက်၈၀၀၀ကျော်ပြန်ဆက်နိုင်လိုက်ပေမဲ့လေးအမှတ်အသားကပထမပဲဖြစ်နေသေးတဲ့အကြောင်းအောင်းနေပြီးလေးအမှတ်အသားနဲ့သူကိုစိတ်ဝင်စားနေပါတယ်။တဖက်မှာတော့ရှောင်း ရှန်ကအရွက်900ဒေါ်လာပြန်ဆက်ထားတာပဲဖြစ်ပြီးဆောင်ချောင်းရှိကတပတ်လုံးမနာတဲ့စူးစားတာတော့ပထမနေရာမရပါဘူးလူတွေကြားထဲမှာတော့လိမ့်မှတ်သားတဲ့လူကနာမည်ကြီးနေပြီးအသက်ကြီးတဲ့ပညာရှိဖြစ်နိုင်တာကိုပြောပြီးရှီကျူးနေကြကဆောင်ချောင်းကတော့ချိတ်ပျော်နေပါတယ်ဆောင်ချောင်းကလည်းသူကလူတွေရဲ့အာရုံအကုန်လုံးကိုစုပြီးသူကပထမရတဲ့သူဖြစ်တာကိုကြင်ညာဖို့စဉ်းစားနေရုံတရားစီမံရေးကကြောက်ရွံ့တာချင်းကလိမ့်မှတ်သားတဲ့လူကိုအသိဖြစ်ဖြစ်အရှင်ဖြစ်ဖြစ်ခေါ်လာနိုင်ရင်စုပေးဝါကိုကြင်ညာနေရကြောင်းဆောင်ချောင်းလည်းသူ့အကြံကိုလက်ချလိုက်ပါတယ်တရားကလည်းလိမ့်မှတ်တဲ့သူကိုကာပြောပေးပေးမယ်ကြောက်ရွံ့တာချင်းတီးရခံလာရပြီးဆောင်ချောင်းမိကပြောဖို့လုပ်နေတော့ဆောင်ချောင်းက ကသူမကိုခေါ်ပြေးပါတယ်။ရှောင်းဆွမ်းကလည်းပြောဖို့အချိန်မသိတာကိုပြောပေးမယ်။ဟောင်ဆောင်းမေကသူမကမျိုးမြင့်နယ်ကဖြစ်ပေမယ့်အရေးချင်းမရှိတာကိုပြောပြကလေးမတ်သားနဲ့သူကတရားမျှတစွာနဲ့နိုင်လာကြောင်းအပိရှင်နာကိုရှင်းပြနေပြီ။လေးမတ်သားနဲ့လူကကြောက်တိုင်ဆယ်ကုလုံးမှာပထမရရင်လှုပ်ဝဆုရမှာကိုပြောနေပါတယ်။ရှောင်းဆွမ်းကတော့လှုပ်ဝဆုရှိတာကိုသိရကစိတ်ဝင်စားသွားပြီးအကုန်လုံးဖြည့်ကြည့်ပေးမယ်။ကြောက်ဝင်တားချက်ကိုကြောက်နေရတာကြောင့်မဖြည့်သေးဘူးဆုံးဖြတ်လိုက်ပါတယ်။ရှောင်းဆွမ်းရှိကိုဟောင်ဆောင်းမေကဟင်းနေနဲ့ရောက်လာပြီးသူမကိုပြင်ပကိုင်းနေရပေးရအတွက်ကျေးဇူးတင်နေကအခန်းထဲကစာအုပ်တွေတွေ့ပြီးရှောင်းဆောင်းကကြိုးစားလာကြောင်းအတွင်းကရဲ့အဖွဲ့ဝင်မှဖြစ်လာနိုင် ာကိုပြောနေပါတယ်။ရှောင်းရှားကအတွင်းကိုင်းဖွဲ့ဝင်ကဂုံယူရလို့လာလို့ပြောတဲ့ကဟောင်းရှောင်းမေကလည်းအတွင်းကိုင်းအပွဲဝင်ဖြစ်သွားရင်အသက်ရှင်မှာကိုပြောနေပါတယ်။ရှောင်းရှားကလည်းစိတ်ဝင်စားသွားပြီးကြောက်တိုက်စက်ကူလုံးကိုပထမရအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တဖက်မှာတော့လီနဲ့ခေါင်းဆောင်တွေကလေးအမှတ်နဲ့လူကမြောက်ဘက်ရှမ်းကအကြံဖြစ်နိုင်တာကိုပြောနေပြီးလှုပ်ဝဲစုကြောင့်အခုလိုလုတာများလားဆိုကတိုင်ပင်နေကြပါတယ်။တရားစီမံရေးကလည်းကြောက်တိုက်နေမှာအကာအကွယ်ထားပေမဲ့အကာအကွယ်တွေကအသုံးဝင်မဲ့နောက်ဆုံးထိုင်နေပဲကြံတော့ပါတယ်။နောက်နေ့မှာတော့ရှောင်းရှားကကြောက်တိုက်နေထဲမှာအဆောင်မရှိတော့ဘူးလို့ကြားထားတာကြောင့်နောက်ဆုံးကြံသေးတဲ့ကြောက်တိုက်နေမှာဆောင်းမွေးဝင်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အမှန်တော့ အဆမရှိဘူးဆိုတဲ့တဲ့င်းကထောင်ချောက်ပဲဖြစ်ပြီးအကုန်လုံးကပုံနေတာကနေထွက်လာကကြောက်တိုင်ကိုဝိုင်းထားလိုက်ပါတယ်နောက်ဆုံးကြောက်တိုင်ကလိမ့်အမှတ်သားပြောင်းသွားတဲ့အခါကြောက်တိုင်ဆက်ကူလုံးကပေါင်းပြီးအလင်းနှံတစ်ခုထွက်လာကစစ်တီးတန်ကလည်းထွက်လာပါတယ်အထက်မှာတော့ရှောင်းရှောင်းကကြောက်တိုင်ဆက်ကူလုံးမှာပထမရလာကြောင်းလှုပ်ဝှက်စုရလိုက်ပါတယ်တကားပွင့်သွားတဲ့အခါအကုန်လုံးကအထက်မှာလိမ့်ခုံပဲတွေ့ပြီးလိမ့်ခုံကလေပေါ်ပြန်သွားပြီးပျောက်သွားပါတယ်အကုန်လုံးကလိမ့်ခုံကိုစိတ်ဝင်စားနေကြကြောင်းရှောင်းရှောင်းကထွက်ပြေးသွားပါတယ်တစ်ဖက်မှာတော့ရှောင်းရှောင်းနဲ့ကိုလောင်းနေတဲ့သူတွေကိုဟောင်ရှောင်းမေကဇောင်ရှင်းရှိကတော့ဘာမှမပြောပဲသူတို့တွေကပဲတောင်းကြနေတာကိုထောက်ပြပြီးကန့်ကွက်နေပါတယ်ဟောင်ရှောင်းမေ ွေဘက်မှလူတွေကလည်းပါလာပြီတပ်ဖက်လုံးကရှာနေကြတာကြီးကရောက်လာပြီရှင်ဖြစ်တာကိုတားလိုက်ပါတပ်ဖက်မှာတော့ဆောင်ဆွမ်းကကြောက်တုံးတစ်ခုပေါ်နေမိပြီးတုတ်ကြသွားပါတယ်ဆောင်ဆွမ်းပြန်ထလာတဲ့အခါကြက်ဆန်နဲ့ရောက်နေပြီးစုပ်ကိုဖွင့်ကြည့်တဲ့အခါအထဲမှာမော်ကြောက်တုံးတစ်လုံးကိုတွေ့ပါတယ်ဒါပေမဲ့ကြက်တကောင်ကမော်ကြောက်တုံးကိုသူ့လက်ကယူလိုက်ပြီးမျိုးချလိုက်တာကြောင့်ကြက်ကပဲမော်ကြောက်တုံးအစွဲကိုရသွားပြီးဆောင်ဆွမ်းကတော့စိတ်သက်သာနေပါတယ်ကြောက်တိုင်ဆောင်မိုးပဲအဖြစ်ပြက်ပြီးလနှဲငယ်ကြမှာတော့ဆောင်ဆွမ်းကပြင်မခိုင်းမှနေရတာကိုအသားကျလာပြီးလိမ့်မတ်ပေါ်လူရဲအမြင်ကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲလာပါတယ်ဆောင်ဆွမ်းကဝင်းရစွမ်းအပင်တွေကိုဆက်ရတဲ့တာဝန်ရလိုက်ပြီးသူ ရှိကတော့အဆင့်လေးရောက်နေပြီမယ်။ထာဝရအသက်ရှင်ကြီးစာအုပ်ကတော့လေ့ကျင့်တာမရသေးပါဘူး။ဒါမှမဟုတ်၈၁ရက်နေ့ညမှာတော့အနေရမရှိပဲသူကသူ့ခန္ဓာကိုယ်ကိုပုံတမလောင်လုံနိုင်လိုက်ပြီးအစီမံတွေကတစ်ခုကိုလုံနိုင်လိုက်ကနောက်နေ့မနေ့ပြန်ထလာတဲ့အခါမှာတော့ဗိုက်တာအားစာနေပါတယ်။ရှောင်းချွမ်းကလည်းဗိုက်စာပြောင်း၊ကွားပင်နေစာနေပြီမယ်။မောကပဲဖြစ်နေကသူ့မှာကြောက်တော့ကိုလူသွားတယ်။ချက်တွေကိုခိုးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ညမှာတော့ရှောင်းချွမ်းကချက်တကောင်ကိုဘိုဟဲတုံးနဲ့မြားပြီးဖမ်းလိုက်ကဝါဒီဆွဲလိုက်ပါတယ်။နောက်နေ့မှာတော့ဆောင်းချင်းရှိကလည်းလီရဲ့မှော့ချက်တွေကပြောင်းနေကြအောင်ခိုးရက်တဲ့ရက်ခံကိုရှာဝေးဖို့ပြောနေပြီးရှောင်းချွမ်းကလန့်နေပါတယ်။ရှောင်းချွမ်းကတစ်ခုခု ပြောဖို့လုံးနေပေမဲ့လူတယောက်ကစကားပြတ်ပြီးစက်တွေကို15စုခွဲပြီးတယောက်ရှင်းစီကိုစောင်းချဖို့တာဝန်ပေးတာကရန်နိုင်ငံကြပြင်ရည်ကြီးလို့စက်ပြောင်းနေတဲ့သူကစက်တကူဖြစ်တာကိုရှင်းပြနေပါတယ်။ရှောင်းရှားကလည်းသူ့အကြံရဆိုလူတွေကမတရားဆွတ်ဆွတ်ခံရနိုင်တယ်လို့တကက်တည့်ရခံမှာလွတ်သွားမှကိုထောက်ပြနေပြီးအကုန်လုံးပူးပေါင်းပြီးစက်တွေကိုစောင်းချဖို့အကြံပေးပါတယ်။စာချောင်းရှိကတကူမမဲခေါင်းဆောင်ကိုရှောင်းရှားကိုခန်းလိုက်ပြီးသူမရဲ့ခေါင်းစည်းကြီးကိုယုံကြည်တဲ့အနေနဲ့ပေးလိုက်ပါတယ်။ညမှာတော့အကုန်လုံးကလည်းစက်တွေကိုစောင့်နေပေမဲ့အိတ်တော်ကုန်ကြပြီးရှောင်းရှားကတော့စက်တွေကိုခိုးစားနေပါတယ်။ရှောင်းရှားကလည်းစက်တကောင်ကိုဖမ်းနေတော့ဆောင်းရှင်းရှိကစိတ်ပြတ်တဲ့အကြောင်းပြော ောနေရကြောင်းရှောင်းရှောင်းကလည်းသူကကြက်တွေခိုးစားတာပေါ်သွားရများလားဆိုပြီးစိတ်ပူသွားပြီးတောင်းဝန်ဖို့လုပ်နေပါဒါမှမဟုတ်ဆောင်ချင်းရှိကကျန်တဲ့သူတွေကအိပ်ပျော့နေတာကိုစူးနေရဖြစ်ပြီးရှောင်းရှောင်းကလည်းဒရမာခင်ပြီးသူကြက်ခိုးစားနေတာကိုမပေါ်အောင်လည်လိုက်ပါဆောင်ချင်းရှိကတော့ရှောင်းရှောင်းကညဘက်မှာတော့ဝရိယရှိရှိနဲ့ကြက်တွေကိုဆောင်းရှောင်းပေးနေရကြောင်းသူမရဲ့ကြက်စိန်လက်စွဲလေးကိုပေးလိုက်ပါဒီလိုနဲ့ရှောင်းရှောင်းကကြက်တကူကိုဖမ်းတယ်လို့လို့နဲ့ကြက်တွေကိုသူ့ဘာတွေထည့်နေပြီးကြက်တွေကတိတ်မကြံတော့တာကြောင့်စိတ်ပူနေပါရှောင်းရှောင်းကလည်းကြက်ရိုးတွေကိုမြင်မြုံနေတော့သူ့အရင်စပိုးဆောင်ကသွားစားဖို့စဉ်းစားနေကညဘက်ဝါတော်တဲ့လေးချင်းနေတော့သူ့ကိုတရားရောကအယွက်နဲ့လှမ်းပြ စ်လိုက်ပါတယ်။အရွက်နဲ့တစ်တာတော့ဝါပင်ကလဲသွားပြီးရှောင်းရှောင်းကလည်းတစ်တာအကုန်လုံးကိုချောင်းနေပေမဲ့နောက်ဆုံးမှတော့မချောင်းနိုင်ပဲငြိမ်နေလိုက်ရပါတယ်။ဒါပေမဲ့ရှောင်းရှောင်းကသူ့စီမှာတန်ရများတာကြောင့်ဝမ်းသာနေရော။လီကရှောင်းရှောင်းကသူ့ရဲ့အရေးပြားကိုတန်ရည်ပြားဖြစ်အောင်လုပ်နိုင်မယ်လို့မထင်တာကိုပြောနေကစီးကျူးနေပါတယ်။ဒါပေမဲ့လီကချက်တကူကမင်းလာလို့မေးတဲ့ကရှောင်းရှောင်းကလိမ်မှုလုပ်ပေမဲ့လီကရှောင်းရှောင်းမြုပ်ထားတဲ့ချက်အယိုးတွေကိုမြေကြီးတွေကထုတ်ပြလိုက်ပြီးရှောင်းရှောင်းပြန်ထလာတဲ့အခါတောနဲ့ထဲရောက်နေပြီးအမောင်ထဲကနေလဲသူ့ကိုမျက်လုံးနဲ့ကြည့်နေကြပါတယ်။